ဆယ်ကျော်သက်အရွယ်အလွန်အကျူးဂိမ်းဆွဲလန်းခဲ့တဲ့မင်းသားဖွန်နဝက်နာမည်ကြီးမင်းသားတလန့်ဖြစ်တဲ့ဖွန်နဝက်ကိုတော့ Time Drama Fanman နဲ့ဆိုရင်တော့အကုန်သိကြမယ်လို့ထင်ပါတယ်။သူကအခုချိန်မှာတရရိတ်နာမည်ကြီးလာခဲ့တဲ့မင်းသားရီတဲကတယောက်လေးဖြစ်ပါတယ်။ဖွန်ကမင်းသားဖြစ်လာဖို့အတွေးမရှိခဲ့ပါဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့သူကဂိမ်းကိုပဲအသေးအံကစားနေကြရမို့ပါ။ဆယ်ကျော်သက်အရွယ်73 74လောက်မှာ ဖွန်တယောက်အင်တာနက်ဂိမ်းဆွဲလနဲ့ပြဿနာစတင်ခဲ့ပါတယ်။ရာသမျှမုံဖို့အားလုံးကိုဂိမ်းအတွက်ပဲသုံးသလိုအင်ရလဲအင်တာနက်ဖိုးမခံနိုင်တော့တဲ့အထိဖြစ်လာခဲ့ရပါတယ်။ဘလောက်ထိဆိုးလဲဆိုရင်တော့ဂိမ်းကစားရမယ်ဆိုရင်တော့မစားရလဲဖြစ်တယ်။ဒါကြောင့်ဘာမှလဲအာရုံမရှိဂိမ်းဟိုပဲဆွဲလနေတာဖြစ်တယ်။အမေဖြစ်သူကတော့ဒီအတွက်တော်တော်လေးကိုစိတ်ပင်ပန်းလူပင်ပန်းဖြစ်ခဲ့ရတယ်လို့သိရပါတယ်။အင်တာနက်ဂိမ်းဆွဲလန်းမှုကိုဤမျိုးမျိုးနဲ့ပြတ်တောက်အောင် လုပ်ပေးနိုင်ခဲ့လို့သာဖွန်တေရောက်အခုလိုမျိုး ရက်တည်နေနိုင်တာဆိုပြီးတော့သိရပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။